ူဝီကဂျမန်ရှက်ဖတ်ခွေး6កောက်အုပ်ကိုကျိုးမပါပဲနဲ့လမ်းလျှောက်နေခဲ့တဲ့ဒီလူကိုတွေ့တော့သူတို့မြင်နေရတာကိုမယုံနိုင်အောင်ဖြစ်သွားကြပါရင်ခွေးဝေရဲ့နာခံမှုကလူအိုင်းကိုအံအားတင့်စေခဲ့တာပါတချို့ဆိုရင်ဒီလူဟာခွေးဝေကိုဒီလိုမျိုးဖြစ်အောင်အသိအကျက်လှုပ်ထားတာလားလို့ထင်ခဲ့ကြပါရင်ဒါပေမဲ့နောက်ဆုံးမှအမှန်တရားပေါ်လာပြီးရင်တော့လူအိုင်းကပိုလို့အောင်မှ တုံလုံးအံ့ဩသွားကြပါရင်မန်ဆာရှူးဆက်ပြည်နယ်ဟန်ယန်နစ်မြို့လမ်းတွေအပေါ်မှာစင်တော့အော်ကက်စတိုတဲ့အော်လီဗာကိုလူဝေတွေ့လိုက်တဲ့အခါမှာတော့ရုပ်ရှင်ထဲကမြင်ကွင်းတစ်ခုလိုပဲဖြစ်ပါရင်အသက်20ကျော်လူငယ်လေးတစ်ယောက်ကဂျာမန်ရှက်ဖတ်ခွေးအုပ်လိုက်ကိုစုစုစည်းနဲ့တတီငယ်နဲ့လမ်းလျှောက်နေခဲ့တာပါချက်ချင်းပဲခွေးဝေကတကောင်တဲလိုမျိုးအံ့ဩစရာကောင်းလောက်စီကံရှိနေခဲ့ပြီးတော့အဖွဲလိုက်လုံဆောင်နေတာကိုမြင်ရပါရင်အဲ့ဒီအလဲမှာဆိုရင်တော့သူတို့ရဲ့ပိုင်ရှင်ဖြစ်သူအော်ကက်စတိုကသူတို့ရဲ့ခေါင်းဆောင်ဖြစ်ကွန်ယူဆောင်နဲ့ရက်တည်နေခဲ့တာပါ ဒီလိုမျိုးကြီးမားတဲ့ခွန်အားနဲ့ပြည့်စုံတဲ့ထိန်းချုပ်မှုကိုမြင်ရတာကလူတွေကနားမလည်နိုင်အောင်ဖြစ်သွားကြပြီးတဘဝအတိုင်းပဲလူအများရဲ့စူးစမ်းမှုနဲ့မေခွန်းထုတ်မှုတွေကိုဆွဲဆောင်သွားခဲ့ပါရင်းအော်ကက်စတိုရဲ့လိုအပ်ချက်ကိုလူတွေကပိုတည်ရှင်သွားခဲ့ပြီးတော့ပို့ပြီးရှုပ်ထွေးပဟေဒီဆန်လာစေခဲ့ပါရင်းခွေမွေတဲ့လူတွေအများကြီးရှိပေမဲ့ဒီလူကသူ့ရဲ့ခွေးကိုထိန်းချုပ်တဲ့လူမျိုးဘယ်သူမှမထိန်းချုပ်နိုင်ကြပါဘူး professional ခွေးဆရာဝန်နဲ့တရိတ်ဆန်ကျွမ်းကျင်သူတွေကတော့မှဒီခွေးဝေဟာဘလို့လုတ်ပြီးတော့အမိတ်ပေးတန်ဒါမှမဟုတ်ကရိယာတန်တွေမပါဘဲနဲ့ဒီလောက်အထိပြေဆုံးစွာနဲ့လှူရှားနိုင်ရတာလဲဆိုတာကိုရှင်းပြဖို့အတွက်ခက်ခဲခဲ့ကြပါရည်ရင်ရင်တဲ့လမ်းတော်လမ်းလာတယောက်ကပူပူပြီးတော့အနီးကကြည့်ဖို့ဆုံးပြတ်လိုက်တဲ့အခါမှာမေယုံနိုင်ဆရာတခုကိုတတိထားမိသွားခဲ့ပါရင်ဘဲခွေးတကောင်ကမှခွေးကျိုးမပါဘဲနဲ့ခွေးဆွဲအဖွဲလိုမျိုးတကောင်နဲ့တကောင်ရှီထားတယ်လို့မျိုးစီလုံးငင်ညွတ်စွာရွှေလျားနေကြတာပါ မမြင်ရတဲ့ကျိုးရည်နဲ့ချိတ်ဆက်ထားသလိုမျိုးပဲဖြစ်ပါလိမ့်ခွေတိုင်းကအော်ကက်စတိုရဲ့အတန်ကိုပဲနားထောင်နေခဲ့ပြီးတော့သူတို့ရှိရမယ့်နေရာကိုအတိအကျတိနေကြပါလိမ့်ဒီခွေတွေဟာစစ်တပ် unit တစ်ခုကိုကြည့်နေရတယ်လို့မျိုးလေ့ကျင့်ပေးထားတာဖြစ်ပါလိမ့်သူတို့ကမတိုက်ခိုက်ကြပါဘူးတခြားခွေတွေကြောင့်အာယုံမပြန့်လွင့်ပါဘူးချန်စီယိုရဲ့အနောက်ကခွေဟောင်းတန်တွေဒါမှမဟုတ်တခြားတော့ပိုင်ရှင်တွေခေါ်သွားတဲ့ခွေတွေကိုတော့မှလမ်းမကြည့်ကြပါဘူးသူတို့ရဲ့မျက်လုံးတွေကသူတို့ရဲ့အုပ်စုနဲ့ သူရဲ့ခေါင်းဆောင်အပေါ်မှာပဲရှိနေကြပါလိမ့်။အော်ကက်စတိုနဲ့သူ့ရဲ့ခွေးတွေကဟာယာနေမျိုးလမ်းတွေရဲ့ဘန်းချန်တွေတဝိုက်လမ်းလျှောက်ထွက်တဲ့အခါမှာလူတွေကရက်ပြီးငေးကြည့်ကြပါလိမ့်။တချို့ဆိုရင်သူတို့ကိုမြင်ရတာအားအယံကိုအံ့ဩလွန်းတဲ့အတွက်ဓာတ်ပုံတွေရိုက်ခွင်းတော်မှာတောင်းခံကြပါလိမ့်။ဩဂတ်စတိုကအမိန့်တစ်ခုပေးလိုက်တာနဲ့ခွေးအုပ်စုတစ်ခုလုံးဟာဓာတ်ပုံရိုက်ခံဖို့ရည်တန့်လိုက်ကြပါရင်ဓာတ်ပုံရိုက်ပြီးတာနဲ့ဩဂတ်စတိုကခတ်တက်အတွက်ပဲလေရှင်လိုက်တာနဲ့ ခွေးဝေဟာသူ့ရဲ့အနောက်မှာသူ့ရဲ့နေရာအတိုင်းပြန်လည်ဝင်ရောက်ပြီးတော့တန်းစီလိုက်ကြပါရီမကြခင်မှာအော်ကက်စတိုနဲ့သူ့ရဲ့အန်အောဖွဲ့ခွေးဝေအကြောင်းကမြို့ထဲမှာရှိတဲ့လူဝိုင်းရဲ့ပါဇက်တဲကိုရောက်လာခဲ့ပါပြီးအိန္ဒိနာရှင်နဲ့လန်တွာလန်လာတချို့ဆွင့်တော့မကောင်းတာတကူအများရှိနေသလားလို့တန်တရားဝေဝင်လာကြပါရီလူဝေတတိထာမိတာကတော့အော်ကက်စတိုဟာခွေးဝေကလွဲလို့တခြားဘဲဒူးနဲ့မှအချိန်မဖြုံးမှုစွာပဲဖြစ်ပါရီသူလူဝင်နဲ့ဆက်ဆံတဲ့အခါမှာနည်းနည်းလေးအားနည်းပုံရပါရင် ီလူရဲ့အိမ်ကိုဘယ်တူကမှမလာကြတလောက်ပဲရှိပြီးတော့သူ့စီမှာရင်းနေတဲ့တငယ်ရှင်မရှိဘူးဆိုတာသိတာပါရင်ညနေခင်းမှဆိုတော့ဆတ်စုတဲ့အိမ်ဒီရှင်တွေကသူ့ရတိုက်ခန်းအပြင်မှာနိုင်ပေါင်းများစွာထိုင်ပြီးလိုက်ကကြားခန့်နေချောင်းကြည့်တာဒါမှမဟုတ်ဒီလိုမျိုးတိတ်ဆိတ်တဲ့လူတယောက်ကခွန်အားကြီးမှနဲ့ဂျာမန်ရှက်ဖတ်ခွေအုပ်ကိုဘလိုမျိုးဒီလောက်အထိလွယ်လွယ်ကူထိန်းရှုံနိုင်ရတာလဲဆိုတာရှင်းပြနိုင်မဲ့စကားတကခုကြားရမလားဆိုပြီးနားစွနေကြပါရင်တချို့ဆိုတော့ဒီလိုမျိုးနာခံရဖို့အတွက် သူကခွေးဝေကိုငင်းပန်းနှိမ့်ဆက်နေတာလို့တန်တရားဝေဝင်ကြပါရင်အိနေရှင်တယောက်အထုတစ်ဖြည့်ဆက်စုတတ်တဲ့အမျိုးသမီးတယောက်ဆိုရင်လမ်းဘေးခွေးလေးဝေကိုကဲတင်တဲ့အလုံးနဲ့သူ့ရဘွားတက်တန်းတဝဲကျော်လောက်ကုံဆုံးခဲ့တဲ့လူပါသူမကအော်ကက်စတိုဟာသူ့ရခွေးဝေကိုလက်ဆစ်ရှော့ပြီးတဲ့လေပတ်တွေတုံးနေတာတေချာတယ်လို့ယုံကြည်နေခဲ့ပါရင်သူမပို့ပြီးလောက်ခဲ့သေးပါရင်ခွေးဝေကိုနှိမ့်ဆက်နေတာလို့သူမကယုံကြည်တဲ့အခြေအနေကိုတရားဝင်စုံစမ်းစစ်ဆေးဖို့အတွက် အင်းနီရှင်းနေစီကလက်မှတ်တွေစုဆောင်ခဲ့ပါပြီးရိုးရိုးသားသားပြောရမယ်ဆိုရင်အော်ကက်စတိုသားသူ့ရဲ့လေးချင်ရဲ့နီလန်းတွေအကြောင်းပုတ်ပုတ်ရင်လင်းပြောခဲ့မယ်ဆိုရင်တော့ကောလာဟာလာဝီကအဆုံးသတ်သွားမှာပါဒါပေမဲ့လူဝေမေးတဲ့အခါတိုင်းသူကတော်တော်ကလေးကိုနှုတ်ပိနေတတ်ပါပြီးဒါဝေကိုမတိလိုက်ပဲနဲ့သူ့ရဲ့တိတ်ဆိတ်မှုကလူဝေကိုပို့ပြီးတန်တရားဝင်စေခဲ့ပါပြီးသူတကခုပြောပြီးဆိုရင်ခွေးဝေကိုကျိုးမပါပဲလမ်းလျှောက်တောင်းတင်ပေးဖို့စိတ်ရှိမှုနဲ့စူးစမ်းအားထုတ်မှုရဲ့အများကြီးလိုတဲ့ဆွာလောက်ပဲပြောတတ်ပါပြီး ီတော့တရားမြတ်တောင်ပြောမယ်ဆိုရင်တော့သူအဲ့ဒီအပိုင်းကိုလိမ်မပြောဘူးဆိုတာလူတိုင်းသိကြပါရင်အော်ကက်စတိုဟာကျွမ်းကျင်တဲ့ခွေလေးကျင့်ပေးသူတယောက်ဖြစ်လာဖို့အတွက်သူ့ရဘဝတစ်ခုလုံးမြို့နံခဲ့တယ်ဆိုတာလိုအပ်ချက်မဟုတ်ပါဘူးသူကတတ်သိရှိပြီးတော့တစ္ဆာရှိမှုနဲ့ကြော်ကြတဲ့ဂျာမန်ရှက်ဖတ်ခွေဝင်တဲ့အတူကြီးပြင်းလာခဲ့ပါရင်ဒီခွေဝင်ကသူတို့ချစ်တဲ့အရာဝေကိုသဘောအတိုင်းကာကွယ်ရှင်ကြပြီးတော့သူတို့ရမိသားစုအတွက်ဆိုရင်ဘာမှမဆိုစွန့်စားရဲကြပါရင်အော်ကက်စတိုရဲ့ခွေအုပ်စုကိုကြီးတဲ့လူတိုင်းက သူတို့ကအော်ကက်စတိုကိုဘယ်လောက်အထိနည်းရှိုင်း Q site တလဲဆိုတာမြင်နိုင်ကြပါပြီ။ဒါပေမဲ့ဒီပြင်းထန်တဲ့တစ္ဆာရှိမှုကအာနာပိုင်တွေပါဝင်ပတ်သက်လာအောင်တွန်းအားပေးခဲ့ပါပြီ။အော်ကက်စတိုကမဆာရှူးဆက်မှနေထိုင်ပေမဲ့ဘရာဇီးစာတီကပါအဲ့ဒီကလဲမြင့်တစ်ခုမှကြီးပြင်းလာခဲ့တာကြောင့်ငွေကလေးကဂျာမန်ရှက်ဖက်ခွေးဝင်နဲ့ဝန်းရံခဲ့ရပါပြီ။ချက်ချင်းပဲသူကသရိစံတွေကိုနားလည်လာခဲ့ပြီးတော့သူတို့နဲ့အလုံးလုံးတဲ့နေရာမှာထူးခြားတဲ့အရေးအရှင်းတွေရှိတဲ့အကြောင်းပြသခဲ့ပါပြီ။ သူကခွေးဝေကြားထဲမှာမွန်းလွဲပိုင်းတစ်ပိုင်းလုံးကုံဆုံးခဲ့ပြီးတော့သူ့ရလှူရှားပုံနဲ့စကားပြောပုံဝင်တဲ့အတင်ခွေးဝေကိုလေ့ကျင့်ပေးနေတယ်ဆိုတော့မတိလိုက်ပဲဖြစ်ခဲ့ရပါပြီဒီလိုနဲ့ရဲဝေနောက်ဆုံးသူ့ရတိုက်ခန်းတဲ့ကိုဝင်သွားတော့သူတို့တွေးခရတာကိုအံ့ဩခဲ့ပါပြီအော်ကက်စတိုနဲ့သူ့ရခွေးဝေကပုံမှန်ပိုင်ရှင်တဲ့အိမ်မွေးတရိစံနေလိုမျိုးနေထိုင်နေကြတာမဟုတ်ပါဘူးသူတို့ကတကယ့်မိသားစုလိုမျိုးနေနေကြတာပါလောင်အိမ်တွေခွေးအိမ်တွေခွေးချမ်းတွေမရှိခဲ့ပါဘူး Griffin Harmony, Gina, Brazella, Hanep နဲ့ ဆာဗီနဲအမိရှိတဲ့ခွေးအလုံးကအော်ကက်စတိုနဲ့အတူအဲ့ဒီမှာပဲအိတ်ကြပါရီသူတို့ကအော်ကက်စတိုနဲ့အတူအိတ်ရအပေါ်မှာကိုကိုလေးနေကြပါရီဆိုဖာအပေါ်မှာနားယူကြပါရီကော်ဆော့အပေါ်မှာအိတ်ကြပါရီ သူတို့နားရှင်တဲ့နေရာမှာအိတ်ကြတာပါဒီလိုရဘဝဟာခွေးရနေပဲလုံးဝလေပတ်နေတယ်ဆိုတာသိလိုက်ရပါရင်တန်တရားဖြစ်เสียဘာမှမတွေ့တော့ရဲဝေကဒရိစံအပြုတ်မှုဆရာကျွမ်းကျင်သူကိုခေါ်လာဖို့ဆုံးပြပါရင်ဒီကျွမ်းကျင်ပညာရှင်တွေကအော်ကက်စတိုကိုရဲအတော်ကြာနိနိကစောင့်ကြည့်ခဲ့ပါရင်သူ့ရဲ့အိမ်ကိုစစ်ဆေးပြီးတော့သူ့ရဲ့လှုပ်ရှားမှုတိုင်းကိုလေ့လာပါရင်ရဲအနေငယ်ကြမှာပဲကျူရဆိုင်လေ့လာပြီးရနောက်စုံစမ်းစစ်ဆေးသူတွေကသူတို့ရဲ့အစီအခံစာကိုအစဉ်အသစ်ဖြစ်သွားခဲ့ပါပြီတရင်ကောင်းကတော့သူတို့ဟာအော်ကက်စတိုရဲ့ဂျာမန်ရှက်ဖက်ခွေးတွေမှာ လက်လူရှုမှုဒါမှမဟုတ်နှိမ့်ဆက်ငင်းပန်းမှုလက္ခဏာတစုံတရာမတွေ့ခဲ့ရပါဘူး။တကယ်တော့ဒီခွေးတွေကအိမ်မက်ဆန်တဲ့ဘဝမျိုးကိုပိုင်ဆိုင်နေကြတာပါရဲဝင်တဲ့ဒရိဆန်ကဲဆေးအဖွဲတွေကဒရိဆန်တွေကိုခ ्यू ဆိုင်တဲ့အတိုင်းဝိုင်းကိုဂျေဆုတင်ခဲ့ပေမဲ့ဒီကိစ္စကတော့လုံးဝအမားယွန်းတဲ့အချက်ပေးမှုဖြစ်နေခဲ့ပါရီအော်ကက်စတိုရဲ့ခွေးတွေကိုဘေးရလိုမျိုးခ ्यू ဆိုင်အကောင်းဆုံးအစားအစာဝေးကျွေးဖြစ်နိုင်သမျှအချက်တွေအပြည့်ထားပေးနေတာဖြစ်ပါရီသူကသူတို့လေးဝေကိုကုတားသမီးလိုမျိုးချစ်ခဲ့တာပါလူဝေသူ့ကိုအထင်မြင်လွဲမနေတာကိုတိတော့အော်ကက်စတိုဟာနာကျင်ရပေမဲ့ ဒီအခြေအနေတစ်ခုလုံးကနေကောင်းမွန်တဲ့အရာတစ်ခုကိုသူရရှိခဲ့ပါလိမ့်စုံစမ်းစစ်ဆေးမှုပြီးသွားတဲ့အခါမကြခင်ပါပဲသူကသူ့ရဲ့ဝါသနာကိုအချိန်ပြည့်အလို့အဖြစ်ပြောင်းလဲပြစ်နိုင်ခဲ့ပါလိမ့်သူက Griffin Shepherd ကီနဲဆွဲခွေလေးကျင့်ရေးစခန်းတစ်ခုကိုဖွင့်ပြီးတော့ခွေဝေကိုစီကံရှိကနာခံတတ်တဲ့အဖို့ကောင်းတွေဖြစ်အောင်လေးကျင့်ပေးတဲ့နေရာမှာသူ့ရဲ့အရေးရှင်တွေကိုမြုံနှံခဲ့ပါရင်ခွေပိုင်ရှင်တွေကသူ့ရဲ့ခွေကလေးဝေကိုအကက်စတိုစီပို့ကြပြီးတော့ရက်တပတ်အနေနဲ့ကြာရင်အေးဆေးတည်ငင်နဲ့လေ့ကျင့်ပြီးသားခွေးလေးတစ်ကောင်ပြန်လာခေါ်ကြပါရီ အင်ငယ်လေးဝေးမှာတော့မှပြပြဆုံစွာနဲ့နေထိုင်နိုင်တဲ့ခွေးလေးဝေးဖြစ်လာကြပါရင်သူကခွေးမျိုးစိတ်အလုံးကိုကြိုးစိုးခဲ့ပေမဲ့ဂျာမန်ရှက်ဖက်ခွေးဝေးကတော့သူ့ရဲ့အထူးပြုလေးကျင်းမှုတွေအထဲမှာအများအားပါဝင်ခဲ့ပါရင်အော်ကက်စတိုကသူ့ရဲ့လေးကျင်းရည်နီလန်အသေးစိတ်ကိုလိုအပ်ထားခဲ့ပေမဲ့အရေးကြီးတဲ့အချက်တစ်ခုကတော့မျှဝေခဲ့ပါရင်သူ့ရဲ့ခွေးဝေးကသူ့ကိုသူတို့အုပ်စုရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်မြင်ကြပါရင်ဒီလိုမျိုးခိုင်မာတဲ့ဆက်ဆံရေးကတ냐အထက်နဲ့ဖြစ်လာတာမဟုတ်ပါဘူး နိုင်ပောင်များစွာခြူဆိုင်မှုတနည်းနဲ့ချင်းအစာကျွေးမှုသူ့ရဲ့အနီအနားမှာအိတ်ခွင်ပေးမှုပြီးတော့ပြေးလွှာဆော့ကစားဖို့အတွက်အချင်းအလုံးအလောက်ဘေးရှင်းတွေကနေတိဆောက်ခဲ့တာပါဒီလိုလှုပ်ရှားဖြစ်ခွေးဝေကသူ့ကိုသူတို့ရဲ့ခေါင်းဆောင်အဖြစ်တဘောအတိုင်းလက်ခံလာကြပါရင်ခွေးဝေကသူတို့ရဲ့ပိုင်ရှင်ရဲ့ကိုဟန်အမှုအရာနဲ့အမိတ်တွေကိုယုံကြည်ပြီးတော့နားလည်လာတဲ့အခါမှာအော်ကက်စတိုနဲ့သူ့ရဲ့ခွေးအုပ်စုကိုကြည်ရတာကအမှန်ကန်ဖြစ်စေတဲ့စီလုံးမှုနဲ့စီကန်းကိုရရှိခဲ့ပါရင် ။အော်ကက်စတိုကသူ့ရဲ့ဂျာမန်ရှက်ဖက်ခွေ6កောင်ကိုလူစီကားတဲ့လမ်းရဲ့အပေါ်မှာဂျိုးမပါပဲလမ်းလျှောက်နိုင်ုံတမကတပြန်နဲ့ထဲဂျိုးမပါတဲ့ခွေ15កောင်အထီတော်မှာအခက်အခဲမရှိကင်တွဲနိုင်ပါတယ်လို့ပြောခဲ့ပါရင်းမကြသေးခင်ကတော့မှသူကသူ့ရဲ့ခွေအုပ်စုကို ဘော့စတွန်မြို့ရဲ့လူစီကားနဲ့လမ်းပေါ်စီခေါ်သွားပြီးတော့ဘလောက်ပဲစူငန်တန်နေဖြစ်နေပါစေသူ့ရဲ့ခွေးတွေကစည်းကမ်းတကြပဲရှိနေခဲ့ပါလိခွေးတွေနဲ့ပတ်သက်တဲ့သူ့ရဲ့ထူခြားတဲ့နီလန်းတွေကသူ့ကိုအံ့ဩစရာကောင်းတဲ့ကုန်တင်ကိုရားစေခဲ့ပြီး2023ဖေဖော်ဝါရီလတုန်းကသူ့ရဲ့ခွေးတွေနဲ့ရိုက်ထားတဲ့ဗီဒီယိုတစ်ခုအင်တာနက်မှာပြန့်နှံ့သွားခဲ့တာပဲဖြစ်ပါလိကြည့်ရှုရပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ